န်ကွန်ကရစီရဲ့ Dread 3D Cuff AMOLED Display ကိုသုံးထားပြီးတော့ဒီဇိုင်းပိုင်းမှာတော်တော်လေးပါတယ် entry level ဖုန်းလေးတစ်လုံးအကြောင်းကိုပြောပြပေးမယ်။ဒီဖုန်းက game performance လည်းကောင်းတယ်။အဲ့ဒါက Infinix Hot 50 series ရဲ့က Infinix Hot 50 Pro Plus ဆိုတဲ့ smartphone Hot 50 Pro Plus ဆိုတာက Hot 50 series မှာပါပြီးတော့ Hot 50i နဲ့ Hot 50တို့လည်းထက်ရှိသေးတယ်။ Infinix Hot 50 Pro Plus ရဲ့ထူးခြားချက်ကဒီနှစ်ပိုင်းထွက်ခဲ့တဲ့ Game Focus Entry Level ဖုန်းတွေထဲမှာအပအဆုံးလို့ပြောလို့ရတယ်။ Entry Level ဖုန်းတွေရဲ့ထုံးစံအတိုင်းပဲဈေးနှုန်းကတန်ပေမဲ့သူက quality ကို short ထားတာမျိုးမတွေ့ရဘူး။ Performance ပိုင်းမှာဆိုလို့ရှိရင်လည်း Helio G100 chips ကိုသုံးထားပြီးတော့ Display ပိုင်းရော Camera ပိုင်းရောတော်တော်လေးအဆင်ပြေတာကိုတွေ့ရတယ်။တခြား Performance ပိုင်းတွေမှာဆိုလို့ရှိရင်လည်းအဆင့်တစ်ခုရှိတယ်လို့ပြောလို့ရတယ်။ ဆိုတော့ Infinix Hot 50 Pro Plus ကဘယ်လိုဖုန်းမျိုးဖြစ်မလဲဆိုတာကိုကြည့်ကြည့်ကြမယ်။ Okay, let's get started. Infinix Half 50 Pro Plus ရဲ့အဓိကထူးခြားချက်မှာဒီဇိုင်းပိုင်းလဲပါတယ်။သူ့ရဲ့ဒီဇိုင်းဟာကြီးလိုက်တာနဲ့ကိုမိုက်တယ်လို့ခန်းစားရတယ်။ Titan Win Architecture ကိုသုံးပြီးတော့ Infinix ကဒီဖုန်းကိုတိဆောက်ထားတာဆိုတော့ဖုန်းကအရန်ပါတယ်ပေါ့တယ်အကျန်းခံနိုင်တယ်။ဖုန်းရဲ့အထုက6.8 mm ဆိုတော့အရန်ပါတဲ့အနေထားမှာ body ကို cut ပြောင်းလုပ်ထားရလေးရလဲကန်ရတာတော့အဆင်ပြေတယ်။ Half 50 Pro Plus က body ပါတာအပြင်ကိုမှအလေးချိန်က 162g လောက်ပဲရှိတယ်။အရွယ်အစားက6.8လက်မှရှိတာရယ်။ battery က 9000mAh ပါတာတော့မှအလေးချိန်ကတော်တော်လေးပေါ့တယ်ဆိုတော့မိုက်တယ်။ ဒီဖုန်းမှာအတိတ်ကဒီဇိုင်းကိုပို့ပြီးတော့သတိထားမိစေတာကဖုန်းရဲ့ဘက်ကာဗာဒီဇိုင်းကင်မရာအိုင်လန်ရဲ့ပုံစံကလည်းထူးခြားသွားတယ်လို့မြင်တယ်။ဒီလိုကင်မရာအိုင်လန်ဒီဇိုင်းမျိုးဟာထူးခြားပြီးတော့ Infinix ရဲ့ unit ဖြစ်တဲ့ပုံစံမျိုးလို့ပြောလို့ရတယ်။ပြောရမယ်ဆိုလို့ရှိရင်ဒါက Infinix Hot 50 series ဖုန်းတွေရဲ့တသက်မှတ်ပုံစံမျိုးလေးဖြစ်နေတာဆိုတော့အဲ့ဒါလေးကိုလည်းကြိုက်တယ်။ Hot 50 Pro Plus ကအရောင်လေးမျိုးရမယ်။ Aurora Green, Sleep Black, Titanium Gray နဲ့ Dreamy Purple ဆိုပြီးတော့ရွေးလို့ရမယ်။အခုရထားတဲ့ unit ကတော့ Titanium Gray ဆိုတဲ့အရောင် ဘေးပေါင်နေဆိုလို့ရှိရင်အလူမီနီယံဖရိန်လို့ထင်ရပါမယ်တကယ်ကပလတ်စတစ်ဖရိန်တွေကိုသုံးထားတာဖုန်းမှာပါတဲ့အစိပ်ပိုင်းတွေကတန်ဖိုးသင့်တဲ့မက်တီရီယယ်တွေဆိုပေမဲ့ကြည့်ရတာ solid ဖြစ်တယ်တည်တည်ငြိမ်ငြိမ်ရှိတဲ့ပုံစံမျိုးကိုတွေ့ရတယ် display မှာကတော့အကျန်းခံမှု Corning Gorilla Glass တစ်မျိုးနဲ့ကာကွယ်ထားရလို့ပြောပေမဲ့အခုလေးလာကြည့်ရတဲ့လောက်ကတော့ဘာမျိုးစားသုံးထားရလဲဆိုတဲ့ဟာကိုနာမည်တော့မဖော်ပြထားဘူး ဖုန်းရဲ့ build quality မှာတော့ IP54 rating ရှိတာဆိုတော့ splash water နဲ့ဖုန်းနံတွေရောခံနိုင်လိမ့်မယ်။ရေစိုးအရင်ခံနိုင်တာမျိုးတော့မဟုတ်ဘူး။တာမန်မိုးရေဇက်လောက်ဆိုရင်တော့ခံနိုင်ရရှိတယ်။ display ကလည်းရေစိုးနေတာမျိုးဖြစ်ဖြစ်စီပင်နေတဲ့လက်တွေနဲ့သုံးတာမျိုးဖြစ်ဖြစ် touch ကောင်းကောင်းလုပ်လို့ရမယ်။ display အမျိုးအစားဆိုတော့မစိုးလို့ပြောလို့ရတယ်။ ဘက်တန်နေဆိုလို့ရှိရင်ပါဝါဘက်တန်နဲ့ volume rocker တွေကိုလက်နဲ့နှိပ်ရပြရလွယ်တဲ့နေရာမှာရှိတယ်။အဲ့ဒါလေးကလည်းသုံးလို့အဆင်ပြေတယ်။တခုပဲ cloud တွေကတော့နည်းနည်းပါတော့နှိပ်လိုက်လို့ရှိရင်မိမမိသိဖို့တော့နည်းနည်းခက်တယ်။နောက်တစ်ခုကဒီဖုန်းမှာ entry level ဖုန်းဆိုပေမဲ့ stereo speaker ပါတယ်။ဖုန်းအပေါ်နဲ့အောက်မှာ speaker တစ်လုံးစီတက်ထားတယ်။အသံထွက်လည်းကျဲတယ်။ ဖုန်းရဲ့အရှိတ်ပုံစံကတော့ display ပေးပုံအရွယ်စားတွေကမစိုးဘူးဖုန်းပြောတဲ့ earpiece တို့ sensor တို့ကိုတော့ display အောက်မှာထည့်ထားတယ်ဆိုတော့ဖုန်းရဲ့ design လေးရဲ့သူ့မှာတုံးထားတဲ့ပစ္စည်းတွေရဲ့ဖုန်းရဲ့ build quality တွေနဲ့ရှင်းလိုက်ရင်တော့သူ့ရဲ့ဈေးနှုန်းကမစိုးဘူးလို့ပြောလို့ရတယ် Infinix က Hot 50 Pro Plus ရဲ့ display ဘက်မှာ quality ကိုလုံးဝ short မတုံးထားတာကိုတွေ့ရတယ် Hot 50 Pro Plus ရဲ့ screen size က6.8လက်မဆိုတော့ display ကျယ်တယ် 10 bit cuff emulator panel ကိုသုံးပေးထားတယ် refresh rate ဆိုလို့ရှိရင်လည်း 120hz refresh rate ရှိမယ်အလင်းဆိုရင်လည်းထုတ်ပေးတာကောင်းတယ် infinix ကပြောထားတော့ဒီဖုန်းက950 nit ဒီ brightness ထုတ်ပေးနိုင်တယ်အမြင့်ဆုံး brightness ဆိုလို့ရှိရင်1300 nit ကိုထုတ်ပေးနိုင်တယ် display ရဲ့ resolution က full hd plus ရုပ်ထွက်နဲ့ကြည့်ရမယ်363 ppi pixel density ဆိုတော့ရုပ်ထွက်တွေလည်း clear ဖြစ်တယ် အခုစမ်းသုံးကြည့်နေတဲ့အချိန်မှာအလင်းထုတ်ပေးရတဲ့အနေအထားမှာဆိုလို့ရှိရင် brightness slider ကိုအမြင့်ဆုံးထားလိုက်မယ်ဆိုရင်618 unit ထိထုတ်ပေးနိုင်တယ်။ auto mode မှာဆိုလို့ရှိရင်လည်း 1190နှစ်ထိထုတ်ပေးနိုင်တာကိုတွေ့ရတယ်။ဆိုတော့သူ့ဇင်းထဲမှာဆိုလို့ရှိရင်တော့အဆင့်တစ်ခုရှိတာကိုတွေ့ရတယ်။နေရာအောက်မှာဆိုရင်တော့ကောင်းကောင်းသုံးလို့ရတယ်။ half 50 pro plus ရဲ့ refresh rate က 120hz ဆိုတော့သူ့ရဲ့ refresh rate မှာမဟုတ်သုံးမျိုးရွေးလို့ရတယ်။ auto ထားမလား 120hz ထားမလား 60hz ထားမလားဆိုပြီးတော့ရွေးလို့ရတယ်။ touch sampling rate ကလည်း 360hz ထိရတာဆိုတော့ touch detection တွေမှာ200%ထိပို့ပြီးတော့မြန်သွားတယ်။ ဂိမ်းကစားတာ multitasking လုပ်တာတွေမှာ response ပိုကောင်းသွားတယ် Hot 50 Pro Plus က Google Wi-Fi L1 DIN စံနှုန်းကို support ရထားတာဆိုတော့ Netflix တို့လိုမျိုး streaming service တွေကို full HD ရုပ်ထွက်နဲ့ကြည့်လို့ရမယ်ဒါပေမဲ့ display မှာတော့ HDR video support တော့မပါလာဘူး display ရောင်တွေကိုကြည့်ရတဲ့လောက်ကတော့ AMOLED ဆိုတော့အရောင်ထွက်တွေကောင်းတယ်အလင်းထုတ်ပေးတာလည်းကောင်းသလို dim light တွေမှာသုံးရတာလည်းအဆင်ပြေပြေအလုပ်လုပ်ပေးနိုင်တာကိုတွေ့ရတယ်။ဆိုတော့အပေါ်မှာပြောခဲ့သလိုပဲ Infinix Hot 50 Pro Plus မှာ display ဘိုင်းက quality ကောင်းတာလေးကိုတွေ့ရတယ်။ Infinix Hot 50 Pro Plus မှာသုံးထားတဲ့ chipset က Media Tech Helio G100 chipset ကိုသုံးထားတယ်6 nanometer chips နည်းပညာနဲ့ထုတ်ထားပြီးတော့ဒီ chipset ကိုသုံးထားတဲ့ဖုန်းဆိုတာများများစစသိမ့်ရှိသေးဘူးသူ့ရဲ့ chipset က Helio G99 နဲ့အတူတူပဲဆိုပေမဲ့ resolution မြင့်တဲ့ကင်မရာတွေကို support ပေးဖို့အတွက်အဆင့်မြင့်ထားတဲ့ chipset အမျိုးအစားလို့ပြောလို့ရတယ် Hot 50 Pro Plus ကို 256GB ဆိုပြီးလို့ရတယ် storage ရဲ့ hardware က UFS 2.2ကိုသုံးထားလीလဲမဆိုးဘူးဆိုတော့ storage ရဲ့မြန်နှုန်းက budget phone အနေထားနဲ့ဆိုလို့ရှိရင်လုံလောက်တယ်လို့ပြောလို့ရတယ် ဖုန်းမှာ AK RAM ပါတယ်ဆိုပေမဲ့ virtual RAM ကို AKT ထပ်ပေါင်းလို့ရတယ်။ performance ကိုသုံးကြည့်ထားတဲ့လောက်က Helio G100 ရဲ့ CPU GPU စွမ်းဆောင်ရည်တွေက Helio G99 နဲ့တိတ်မကွာဘူးဆိုပေမဲ့ budget class ဖုန်းတွေအတွက်ဆိုရင်တော့လုံလောက်တယ်လို့ပြောလို့ရတယ်။နေ့စဉ်သုံးနေတဲ့ test တွေကိုအဆင်ပြေပြေသုံးလို့ရတယ်။ mobile legend PUBG နဲ့ Free Fire game လိုမျိုး game တွေကိုကောင်းကောင်း run နိုင်တဲ့စွမ်းဆောင်ရည်မျိုးရှိတယ်။ အဲ့ဒီမှာ game နဲ့ပတ်သက်ပြီးတော့စွမ်းဆောင်ရည်တွေကိုအထောက်ပံ့ပေးထားတာလေးတွေရှိတယ်။ Infinix Phone တွေရဲ့ထုံးစံအတိုင်း Xbox Gaming Engine ရဲ့အထောက်အပံ့ရဲ့ eSport Level Touch ရတာရဲ့ eSport Pro Game Network Engine 1.0ရဲ့အကြောင်း Free Fire လိုမျိုး game တွေဆိုလို့ရှိရင်90 frame per second ထိရတယ်။နောက်ပြီး Titan Win Architecture ကြောင့် Ultra Crystalline Graphic Cooling ကဂိမ်းချောင်းဖြစ်လာတဲ့အပူချိန်တွေကိုလျှော့ချပေးတယ်။နောက်တစ်ခုအသုံးဝင်နိုင်ဆုံးက Cuff Display တွေမှာအဖြစ်များတဲ့လက်နဲ့မတော်တဆထိမိလို့ဖြစ်လာတဲ့ error တွေကိုတားဆီးပေးနိုင်တယ် Cuff Screen Anti Mist Touch စနစ်ကိုထောက်ပံ့ပေးထားတယ်။ အဲ့ဒါက gain ဆော့တဲ့သူတွေအတွက်မဖြစ်မနေလိုအပ်တဲ့အချက်ဆိုတော့ Infinix Hot 50 Pro Plus မှာဒီချက်ကို support ပေးထားတယ်။ OS နဲ့ UI မှာဆိုလို့ရှိရင် Infinix Hot 50 Pro Plus က Infinix ရဲ့နောက်ဆုံးပေါ် UI XOS 14.5ကို Android OS 14ပေါ်မှာအခြေခံပြီးသုံးရမယ်။ Infinix က Hot 50 Pro Plus ရဲ့ major OS update တစ်ခုကိုပေးသွားမယ်ဆိုပြီးပြောထားပေမယ့်ဒီဖုန်းရဲ့ smooth operation ကိုနောက်9နှစ်အထိအဆင်ပြေပြေသုံးနိုင်မယ်ဆိုပြီးတော့ box မှာတခါတည်းရေးထားတာကိုတွေ့ရတယ်။ XOS ကိုသုံးရတဲ့အခြေအနေကတော့ UI က clear ဖြစ်တယ်၊ရှင်းရှင်းလင်းလင်းသုံးရတယ်။ SOS 14.5ရဲ့ feature တွေဆိုလို့ရှိရင်လည်းအသုံးဝင်တဲ့စနစ်တွေအများကြီးပါတယ် blogware တွေပါတာမျိုးလည်းမတွေ့ရဘူး Infinix 150 Pro Plus က anti-lover phone တစ်လုံးနေနဲ့ AI စနစ်ကောင်းကောင်းပါလာတာကိုတွေ့ရတယ် Infinix AI ဆိုပြီးတော့ productivity ဘိုင်းအတွက်ကောကင်မရာဘိုင်းအတွက်ကောသုံးရတာအဆင်ပြေစေမယ်အထောက်အကူပေးတဲ့ AI စနစ်တစ်ခုပါလာတာကိုတွေ့ရတယ်။သုံးကြည့်တာလည်းအသုံးဝင်တယ်လို့ပြောလို့ရတယ်။ဓာတ်ပုံပြင်တာတို့ creation လုပ်တာတို့အတွက်မလိုအပ်တဲ့အပိုင်းတွေကိုဖယ်ချင်တယ်ဆိုလို့ရှင်တော့ AI eraser ကိုသုံးလို့ရတယ်။ရလက်တွေလည်းကောင်းတယ်။ AI cut out ကတော့ဓာတ်ပုံထဲမှာကိုလိုချင်တဲ့အပိုင်းလေးတွေကိုထုတ်ယူလိုက်တာမျိုးလုပ်လို့ရတယ်။နောက်တစ်ခုက AI wallpaper သူကလည်းသုံးရတာမိုက်တယ်ကိုပိုင် wallpaper တကူကိုအထာကြကြဖန်တီးလို့ရတယ်။နေ့စဉ်သုံးနေအတွက်အထောက်အကူပေးတဲ့ AI ထဲမှာတော့ SAI ဆိုလို့ရှိရင်လည်းသုံးရတာကောင်းတယ်။ browser ထဲမှာ website ကစာတွေကို summarize လုပ်တာတို့ကိုသိချင်တာမေးတာတို့အဲ့ဒါတွေကိုလုပ်လို့ရတယ်။နောက်တစ်ခုကတော့ Flawless AI ကကိုယ့်ရဲ့ assistant တယောက်အနေနဲ့ AI ကအလုပ်လုပ်ပေးတာမျိုးရှိတယ်။အဲ့ဒါလေးလည်းသုံးလို့ကောင်းတယ်။ဓာတ်ပုံရိုက်လို့ရှိရင် cheese လို့ပြောလိုက်တာနဲ့ရိုက်ပေးတဲ့စနစ်မျိုးပါတယ်။ AI voice capture တွေလည်းသုံးလို့ရတယ်။ ပြောရမယ်ဆိုလို့ရှိရင်ဒီ entry level ဖုန်းတစ်လုံးမှာပါတဲ့ AI တွေကလည်းတော်တော်လေးအလုပ်ဖြစ်တယ်လို့ပြောလို့ရတယ်။ Infinix Hot 50 Pro Plus က performance ပိုင်းမှာဆိုရင်တော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်။နောက်တစ်ခုက D ဖုန်းက TUV SUD 60 man fluency certified ဖြစ်ထားတာဆိုတော့ entry level ဖုန်းတစ်လုံးကို9နှစ်လောက်ချောချောမွေ့မွေ့ကြီးသုံးလို့ရတယ်ဆိုတာလေးကလည်းတော်တော်ကြီးမိုက်တယ်။လက်တွေ့ home hub ကတော့စောင့်ကြည့်ရမှာပဲ။ Infinix Hot 50 Pro Plus မှာပါတဲ့ကင်မရာကကင်မရာ၃လုံးပါတယ်လို့ထင်ရပေမဲ့တကယ်တော့ကင်မရာ၂လုံးနဲ့ကင်မရာဆန်ဆာ၃လုံးပဲပါတယ်။ပါလာတဲ့ကင်မရာက50 megapixel main ကင်မရာရဲ့2 megapixel depth ကင်မရာရဲ့ပါ ားလာတယ်။ selfie ကတော့30 megapixel ကင်မရာထည့်ထားတယ်။ဘာဖြစ် ultra wide ကင်မရာလေးတလုံးလောက်တော့ပိုင်တော့ပိုကောင်းမယ်လို့ထင်တယ်။အခုကတော့ wide ကို main ကင်မရာကိုပဲအားကိုပြီးရိုက်နေရတယ်။ကင်မရာ mode ထဲမှာဆိုလို့ရှိရင် interface ကလည်းစနစ်တကျရှိတယ်။ selfie မှာလည်း extra wide selfie mode ပါလာတယ်။ video အတွက်ဆိုလို့ရှိရင်တော့ film mode ပါလာတယ်။ဒေတာရိုက်ထားတဲ့ပုံတွေကိုကြည့်မယ်ဆိုလို့ရှိရင် main ကင်မရာကတာမန်ရိုက်ကူးနိုင်တဲ့ကင်မရာမျိုးစားဖြစ်တဲ့အတွက်ဓာတ်ပုံကတည်သက်တဲ့ပုံတွေအရောင်ကောင်းတဲ့ပုံတွေထုတ်ပေးနိုင်တယ်ဆိုပေမဲ့ဓာတ်ပုံမှာ processing တွေအများကြီးလုပ်ထားတဲ့ပုံမျိုးတွေ့ရတယ် Dynamic range မှာလိုအပ်တာတွေရှိတယ် highlight တွေ short ထားတယ် shadow တွေမှာတင်ပေးထားတယ်28 zone နဲ့ရိုက်တဲ့ဓာတ်ပုံတွေဆိုလို့ရှိရင်18တက်ပို့ပြီးတော့ detail နည်းနည်းလေးညော့နေတယ် portrait ပုံတွေဆိုလို့ရှိရင်လည်း dynamic range ကတိတ်သဘောမကျပါဘဲလူပုံတွေနဲ့အသားရောင် texture နဲ့ background blur တွေမှာတည်သက်တာကိုတွေ့ရတယ်28 zone portrait လည်းရိုက်လို့ရတယ် ညာဘက်တပ်ပုံတွေမှာလင်းရနေတဲ့အတွက်ရိုက်ရတာနည်းနည်းလေးခက်တယ်။ထွက်လာတဲ့ပုံတွေက noise တွေပါတယ်။ super night mode ကိုသုံးလိုက်မယ်ဆိုရင်တော့ပုံတွေကပိုကောင်းလာတယ်ဆိုပေမဲ့ artificial sharpening တွေဖြစ်သွားတဲ့အတွက် social board တင်ယုံလောက်အနေနဲ့ဆိုရင်တော့အဆင်ပြေတယ်။ video ဆိုလို့ရှိရင် 2K ကို30 frame per second နဲ့ရိုက်လို့ရတယ်။ selfie video လည်းအတူတူပဲ main camera ရဲ့ video EIS support ရတယ်ဆိုပေမဲ့သူ့ကိုဖွင့်လိုက်လို့ရှိရင် full HD နဲ့ပဲရိုက်လို့ရမယ်။ ဗီဒီယို quality တွေကအလင်းရောင်ကောင်းရင်အရောင်တွေပါတယ်အသေးစိတ်တိတိကျကျရိုက်လို့ရတယ် dynamic range နဲ့ contrast တွေမှာတော့အားနည်းတယ်ညပိုင်းဗီဒီယိုတွေမှာ noise တွေရှိရဆိုပေမဲ့ detail လေးတော့နည်းနည်းကျန်နေတာကိုတွေ့ရတယ် selfie camera ကအသာမန်အဆင့်ရှိတဲ့ဓာတ်ပုံတွေထုတ်ပေးတယ်အသားအရောင် texture တွေသဘာဝကျပြီးတော့တောက်ပါတဲ့ပုံတွေရတယ်သူ့မှာလည်း dynamic range နဲ့ contrast တွေမှာလိုအပ်ချက်တွေရှိတယ်ဆိုတော့ half 50 pro plus ရဲ့ကင်မရာကတော့တာမန်300လောက်ကင်မရာဖြစ်တဲ့အတွက် memory ဖြစ်ဖို့တာမန်300တဲ့တွေအတွက်ကတော့အဆင်ပြေပြေသုံးလို့ရမယ့်ကင်မရာတွေပါတယ် Half 50 Pro Plus မှာပါတဲ့ဘက်ထရီကတော်တော်လေးပေါ့ပြီးတော့ပါတယ်900 mAh ဘက်ထရီကိုသုံးမိထားတယ်။ဒါပေမဲ့ထူးခြားပြီးတော့အားသုံးခံတဲ့ဘက်ထရီမျိုးစားတော့မဟုတ်ဘူး။ဘက်ထရီရဲ့ head က၄နှစ်လောက်အသုံးခံတာဆိုတော့ဘက်ထရီသက်တမ်းကတော့တော်တော်လေးအခန့်နိုင်လို့ပြောလို့ရတယ်။ဘက်ထရီကိုနေတိုင်းသုံးနေတဲ့အချိန်မှာအသုံးခံနိုင်တဲ့အပိုင်းကတော့ဖုန်းပြောတာ၊ video streaming လုပ်တာ၊ web browsing လုပ်တာတွေအတွက်ဆိုလို့ရှိရင်တော့တစ်နေ့လောက်ကောင်းကောင်းသုံးလို့ရတယ်။ gain ရန်ကစားလိုက်မယ်ဆိုလို့ရှိရင်တော့ကစားတဲ့ပုံမူတည်ပြီးတော့အကုန်နာမြန်တယ်။အားသွင်းစနစ်မှာဆိုလို့ရှိရင် Hot 50 Pro Plus မှာ 33W fast charger စနစ်ပါတယ်။ ် Infinix ကပြောထားတာတော့0 to 50%အထိကို26မိနစ်ပဲကြာမယ်လို့ပြောထားတယ်။အခုစမ်းပြီးတော့အသွင်ကြည့်တာကတော့15မိနစ်မှာ22ရာခိုင်နှုန်းရတယ်။9ဝက်ဆိုလို့ရှိရင်43ရာခိုင်နှုန်းလောက်ထိရတယ်။အားကုန်ပြည့်ဖို့ဆိုလို့ရှိရင်တော့တနအီနဲ့18မိနစ်လောက်ထိအချိန်ယူခဲ့ရတယ်။အာသွင်းစနစ်ကတော့အစံချိန်တင်လောက်အောင်မြန်တာမျိုးမဟုတ်ပေမဲ့ entry level မှာတော့တော်တော်လေးအဆင်ပြေတဲ့အာသွင်းမြန်စနစ်လို့ပြောလို့ရတယ်။ ဆိုတော့ Infinix Hot 50 Pro Plus နဲ့ပတ်သက်ပြီးတော့အနှစ်ချုပ်ကိုပြောရမယ်ဆိုလို့ရှိရင် entry level ဖုန်းတစ်လုံးထဲမှာအဆင်ပြေပြေသုံးလို့ရတဲ့စနစ်တွေအများကြီးပါတယ်ဆိုပေမဲ့အကောင်းဆုံးအနေထားမျိုးမဟုတ်တာကိုတော့လက်ခံရမယ်။ ်ပြောရမယ်ဆိုလို့ရှိရင် game လည်းကောင်းကောင်းဆော့လို့ရတယ် display ဘိုင်းမှာဆိုလို့ရှိရင်လည်း curve display ကိုအဆင်ရှိရှိလေးသုံးလို့ရမယ် performance ကတော့သူ့ရဲ့ hardware နဲ့ software ကတော်တော်လေးအဆင်ပြေတယ် AI စနစ်အစ်တလေးတခုလည်းထည့်ပေးထားတာဆိုတော့ထပ်တိုးပြီးတော့စမ်းသုံးကြည့်လို့ရတယ် camera ဘိုင်းမှာဆိုလို့ရှိရင်လည်းရုပ်ထွက်ကောင်းတဲ့ camera quality မျိုးကိုတွေ့ရတယ် battery ကတော့အသာမန်ဖုန်းတွေမှာမြင်နေကြအတိုင်းပဲထူးခြားတာတခုကတော့အသွင်းစနစ်က fast charging စနစ်ဖြစ်သွားတာလေးကမဆိုးဘူးကြိုက်တာလေးတခုကိုပြောရမယ်ဆိုလို့ရှိရင်တော့ entry level ဖုန်းတစ်လုံးကို9နှစ်လောက်ကြာအောင်သုံးလို့ရမယ်ဆိုတာကြီးကတော့တော်တော်လေးကိုမိုက်တယ် Infinix ရဲ့ Hot 50နဲ့ Hot 50 Pro Plus ကို January 18ရက်နေ့မှာ launch လုပ်မယ်လို့သိရတယ်။ Pre-order ကိုတော့ January 10ရက်နေ့ကနေပြီးတော့16ရက်နေ့တွင်မှတင်လို့ရမယ်။ Pre-order ကာလအတွင်းမှာဆိုလို့ရှိရင်တော့ Infinix ရဲ့ Crossback လေးရဲ့လက်ဆောင်ပေးမယ်လို့သိရတယ်။စင်းအောင်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ Hot 50 8256GB ကို9,900ကျပ်ကျန်နဲ့ရောင်းချပြီးတော့ 8128GB ကိုတော့9,200ကျပ်ကျန်နဲ့ရောင်းချမယ်လို့သိရတယ်။ Hot 15 Pro Plus ကတော့ 8256GB ကို9,900ကျပ်ကျန်နဲ့ရောင်းချမယ်လို့သိရတယ်။ ဆိုတော့အခုဗီဒီယိုလေးမှာပြောသွားတဲ့အချက်လက်တွေက pre-order တင်ကျင်လို့ပဲဖြစ်ဖြစ်ဝယ်ယူခြင်းလို့ပဲဖြစ်ဖြစ်အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်။အားလုံးနဲ့ဒီဖုန်းပေါ်အမြင်လေးကိုဝင်မျှပေးခဲ့လို့ရပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာထပ်ဆောင်ကြမယ်နော်။အခုတော့ bye bye